25ခုနှစ်မေလ30ရက်ဒီနေ့တောက်ကြနေ့အတွက်ခုနှစ်သားမီးအလုံးလို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ဒုလူလင်ကနေဒုက္ခနေအတက်တွေထွက်လာတဲ့တင်ကြရနမိတ်ကိုတွေ့ရပါတယ်။ဒါကြောင့်မလို့ဒီလိုနှစ်မျိုးမှာငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအတွက်အစီအပြေသွားမယ်။ခရီးရွယ်ချက်တွေအောင်မြင်မယ်။အဝေးရောက်နေတဲ့သူတွေရှိရင်သတင်းကောင်းကြားရမယ်။ရန်တွေအတိုက်ခိုက်တွေအနောက်ရှက်တွေကနေလွတ်မြောက်မယ်။ မြေတို့အဖို့တန်ပစ္စည်းတို့တိုက်ခန်းတို့အယောင်းဝယ်ကိစ္စရင်းနဲ့ပတ်သက်ပြီးအောင်မြင်တဲ့အခွင့်အရေးတွေရပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စဉ်ဖွင့်မြင်ကြတဲ့ရင်သွေးရနိုင်အတွက်ကတော့မာဘုတ်ဗေရနိယတောက်ကြံနေဘွားရာဇာဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဒါကြောင့်မလို့မိရှုတို့ရဲ့ရင်သွေးရနိုင်အတွက်ဩဇာအာဏာရှိရဲ့ရင်သွေးရနိုင်ဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာထို့သူဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအတွက်နှစ်နှစ်တာလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုခောက်ဆွဲကြော် ကလူချင်းရဟန်းတန်ဃာတို့ကိုခောက်ဆွဲကြော်ဆွန့်လောင်းလှူခြင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုခောက်ဆွဲကြော်ဒါနပြုခြင်းအပြင်တနည်းတားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍတော့နှစ်ကဏ္ဍလေးကဏ္ဍဖြစ်ပြီးတော့ငွေထူးဝင်ဖို့အတွက်ဆိုရင်တော့နီးစားတဲ့ကလေးတစ်ယောက်ကိုရေကမ်းမှုလက်ဆောင်ပေးလိုက်ရမှာဖြစ်ပါတယ်ခင်ဗျာစလို့ဆိုင်နေကုန်းဆိုင်နေလားဖိတ်ဆိုင်နေစားသောက်ဆိုင်နေရောင်းပန်းတာဝယ်ပန်းလှဖို့လို့အတွက်ဆိုရင်တော့ဆိုင်ရှိမျက်နှာသာကိုဒီလိုနည်းမျိုးမှာ နွားတို့အနေနဲ့ပတ်ပြန့်လိုက်ခြင်းအပြင်တိတိသားသားရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်သွားဖို့အတွက်ကလည်းဝါတူလေးတစ်စုံနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်ပစ္စည်းတွေတိတိသားသားအယောင်ထွက်သွားပါလိမ့်မယ်။အမှုကင်းကြုံနေတဲ့သူတွေအတွက်ကံအစိုးညံ့လွတ်ဖို့လိုတဲ့ကတော့ဒီလိုနည်းမျိုးမှာခိုးရင်ငှက်တွေကိုအစာကျွင့်ပြီးအမှုကြုံနေတဲ့သူအတွက်အစိုးညံ့လွတ်ဖို့ဆူတောင်းရမှာဖြစ်ပါတယ်ခင်ဗျာ။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရယ်ဆိုရင်တော့ ဂတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာစပြစ်သည်အနှဲငယ်စပြီးဆူတောင်းခြင်းအပြင်ဆေးကောင်းဝါကောင်းဆရာကောင်းသမားကောင်းတွေတွေ့ပါလိမ့်မယ်အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာတောကမပွေရအောင်လက်ဖက်ရည်တစ်ခွဲမြတ်စွာဘုရားရှင်ကိုမနှက်စောစောလှူဒန်းလိုက်ပါခင်ဗျာ